ညီမလူမျိုးတွေကိုဒီအာမခံလို့ပြောလိုက်တာ ਨੇ ဒါမွေးတသက်ဖြုံးတာကျွန်တော်ဒီအပိုစာသားရယ်ဆိုပြီးပြောကြရယ်ဗျာကျွန်တော်ဒီဗီဒီယိုလုပ်ဖို့ကျွန်တော်ဘယ်သူမှစပွန်ဆာပေးတာတော့မဟုတ်ဘူးဗျာတကယ်တော့ဗျာအခုလိုငလီဘေးကြုံနေအချိန်ကြရင်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကျွန်တော်အသက်တွေကိုအာမခံတင်နိုင်တဲ့သူအတွက်ဆိုရင်တော့အသက်မပေးရင်ဗျာကျွန်တော်ပြန်လဲတည်ထောင်ဖို့အတွက်ကျွန်တော်အာမခံကုမ္ပဏီကနေရတဲ့ဒီရောဂျေးနဲ့ကျွန်တော်အလဲတွေကိုပြန်ပြီးတော့စတင်လုပ်ရတယ်ဗျာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအခုလိုသဘောဝပြီးကြုံနေအချိန်ကြရင် တကယ်တော့အတွင်းကျွန်တော်ဆုံးရှုံးသွားရဆိုရင်ကျွန်တော်ဘယ်လိုခံစားရမလဲကျွန်တော်အဲ့လိုရောဘယ်လိုကာကွယ်ရမလဲအဲ့လိုကာကွယ်ဖို့အတွက်ဆိုရင်ကျွန်တော်အာမခံတင်တာအကောင်းဆုံးပဲဗျအာမခံဆိုတာကဗျာကျွန်တော်ယူတန်ပုံမှန်ဒီကာကွယ်မှုတစ်ခုမဟုတ်ပဲねကျွန်တော်ရဲ့ငွေကြီး finance ကိုပြန်ပြီးတော့ပြန်လဲအဆင်ပြေစေရဝန်ဆောင်မှုလို့ပဲပြောရမယ်အဲ့ဒါကြောင့်ဗျာကျွန်တော်ကအာမခံထားရှိခြင်းရဲ့အခြေခံအကျိုးအကျေးဇူးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီပထမဆုံးကဗျာဒီကျွန်တော်အာမခံထားမယ်ဆိုရင် မျော်လင့်ထားတဲ့ဒီကုန်ကြမှုတွေကိုကျွန်တော်တတ်တာစီရဗျာကျွန်တော်လူရယ်လို့ဖြစ်လာရင်ကျွန်တော်ဘယ်ချိန်ဒီမကောင်းဖြစ်မယ်ဘယ်ချိန်မှာအက်ဆီဒန့်ဖြစ်ပြီးကိုယ်လက်အင်ကိုင်ချိုးရမယ်ဆိုတော့ပြောနိုင်ဘူးဗျာတကယ်လို့ကျွန်တော်ကနေမကောင်းဖြစ်တဲ့ဆိုရင်ကျွန်တော်စေးကမ်းပြေးရကျွန်တော်စေးုံသွားရနဲ့ကျွန်တော်စေးဖို့တက်ပြီးတော့ကျွန်တော်အသုံးစေးကလည်းပြန်ပြီးတော့တိုးလာရဗျာတကယ်လို့ဒါကိုသာကျွန်တော်ကျမ်းမာရဲ့အာမခံတစ်ခု ထားမယ်ဆိုရင်ကျွန်တော်ဝယ်ယူထားတဲ့ဒီအာမခံရဲ့သတ်မှတ်ချက်တွေပေါ်မူတည်ပြီးတော့စေးကမ်းပြစေးတွေစေးုံတက်စေးတွေကျွန်တော်ပြန်ရရဗျာ ဒီကားဆိုလဲကျွန်တော် accident တစ်ခုဖြစ်ပြီဆိုကျွန်တော်ပြင်ဆင်စရိတ်တွေဘာတွေကျွန်တော်စိတ်ဝင်စရာမလိုပဲနဲ့ဒီတိုက်ခံရတဲ့ကျွန်တော်ချားသူတွေကျွန်တော်ယောကြီးပေးဖို့ပေါ့ကွာကျွန်တော်စိတ်ဝင်စရာမလိုဘူးဗျာမြန်မာမှာတော့ဗျာဒီအမကကော်မတီကဘယ်လိုလုပ်တာမသိပေမဲ့ကျွန်တော်ထိုင်းအမကန်တော်တော်များများကတော့ဒီအဆအဆုံးတာဝန်ယူရဗျာဒီနောက်တစ်ခုကကျွန်တော်ရဲ့မိသားစုရှေးကိုကျွန်တော်လုံခြုံစိတ်ချဖို့ပေးတာပေါ့နော်ဥပမာကိုကတင်မော့တာဒါမှမဟုတ်ကျွန်တော်အင်ဂျင်နီယာလို့လို့ကျွန်တော်အရန်အနေနဲ့များတဲ့ဒီအလုပ်ကိုင်နေရတဲ့သူဆိုရင် ကိုယ်သာတစ်ခုဖြစ်မယ်ဆိုရင်ကျွန်တော်တို့မိသားစုကလေးတွေနောက်ရေးကျွန်တော်စိတ်ပူနေရမှာဗျာဒီတင်မောသားတွေဒီအင်ဂျင်နီယာတွေလို့ပဲပြောလို့ကျွန်တော်အခြားလူတွေတော့မဆိုင်ဘူးလို့တော့မပြောပါဘူးဒါပေမဲ့လူဆိုတာကဗျာဒီအချိန်ကြီးတည်သွားနိုင်တယ်ဗောနော်ထားပါတော့ဗျာကိုကဒီမတော်မဆမှုတစ်ခုဖြစ်ပြီဆိုရင်ကျွန်တော်တစ်ခုလို့တဘာဝပေးကြုံခဲ့ရတယ်ဆိုကိုမိခိုနေရဒီမိသားစုတွေကျွန်တော်ဘယ်လိုရက်တည်မလဲအဲ့တော့ကျွန်တော်ကအသက်အာမခံလှုပ်ထားတဲ့သူဆိုရင်ကျွန်တော်ဒီ accident ဒီတဘာဝပေးတစ်ခုကြုံခဲ့ရင် ကျွန်တော်ကိုယ့်ရဲ့မိသားစုကိုဒီအာဘကကုမ္ပဏီကနေပြီးတော့ကျွန်တော်ထိုက်တင်တဲ့ဒီရော်ကြီးမွေကိုပြင်ရရပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒီအနေနဲ့များကိုကျွန်တော်မိသားစုကိုနောက်ရေးကိုဆက်လက်ရည်တည်ဖို့တော်တော်အထောက်အကူတွေတခုတော့ဖြစ်တာပေါ့နော်ကျွန်တော်အခုလိုငလင်ပေးကြုံတဲ့ချိန်ကျရင်ကျွန်တော်ရဲ့ OA တိုက်တယ်ကျွန်တော်ပျက်စီးသွားရင်လည်းအာဘခံကနေဒီအင်တန်ဖို့တွေကျွန်တော်ကားတန်ဖို့တွေအလိုက်ကျွန်တော်ထိုက်တင်တဲ့ရော်ကြီးမွေတွေကျွန်တော်ပြန်လည်ပြုပြင်စေးတွေကိုရတာမို့လို့ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုကိုစိတ်ချလုံခြုံမှုပေးနိုင်တာလည်းအမှန်ပါပဲ ီနောက်ဆုံးတစ်ခုအနေနဲ့ရောဗျာကျွန်တော်မလူအပ်ပဲနဲ့ကိစ္စတော်တော်များများအငင်းပွားစရာမလိုတော့ဥပမာဗျာဒီထိုင်းနိုင်ငံမှာကျွန်တော်အက်ဆီဒန့်တစ်ခုဖြစ်တယ်ဆိုရင်ကျွန်တော်တိုက်ခိုက်ရတဲ့လူကိုအတိုက်ခံခဲ့ရတဲ့လူကိုဒီနှုတ်နှစ်ဖက်ကျွန်တော်ငင်းခုန်စကားပြောနေဖို့မလိုဘူးဗျာကျွန်တော်ကိုယ့်ရဲ့အာမခံကုမ္ပဏီကိုကျွန်တော်ဖုန်းဆက်လိုက်ရုံပဲကျွန်တော်အဲ့ချိန်မှာအာမခံကုမ္ပဏီလာပြီးတော့ဘုဘအာမခံကုမ္ပဏီတွင်ဒီဘအာမခံကုမ္ပဏီအချင်းချင်းသူစကားပြောပြီးညှိနှိုင်းသွားပါ ပြီးတော့ဒီအိန်ဒီဂျမ်းမိုင်အာမခံဆိုရင်လည်းဗျာဒီတခုဆိုဒီအာမခံကုမ္ပဏီရပဲဒီဆောက်လေကုမ္ပဏီဒီဆေးရုံနေနဲ့ပြောပြီးရရှင်းကြအောင်ကိုကဒီမလိုအပ်ပဲနဲ့ကျွန်တော်စကားကိုအများကြီးရှေရှေဝေပြောစရာမလိုဘောနော်ကျွန်တော်ညီမကြီးရဗျာဒီတခုဆိုဒီနမိတ်ဖတ်တယ်ဘာဖြစ်တယ်ဘာဖြစ်တယ်လဲပြောနေကြတယ်တကယ်တော့အာမခံထားရဆိုတော့လူအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပဲဗျာအဲ့အကြောင်းအတိခောက်ကအဝင်နဲ့လုံမနေပဲနဲ့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေအတွက်ကျွန်တော်လိုအပ်တဲ့အကာအကွယ်လေးတွေတော့လှူထားဖို့ကျွန်တော်ဒီကနေပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်